မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာရှိတဲ့မြက်ချင်းနူရေမောင်းတန်းနောင်လင်းကြောက်ကျန်းနန်းကြီးကုန်းနဲ့ ်နားမိုင်ကြီးရွာတို့မှာအကြမ်းဖက်စစ်ခွေးတပ်နဲ့ TNL တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာဇွန်လ9ရက်နေ့တရက်တာအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး128လုံး drone နဲ့ဘုံဒီ52လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကနားမိုင်နဲ့ရေမောင်းတန်းကြီးရွာဘက်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်းအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး88လုံး drone နဲ့ဘုံဒီ10လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောက်ကြမ်းနဲ့ကြောက်တော့ကြီးရွာမှာလည်းစစ်ခွေး တပ်နဲ့ TNL လေးတို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စီတပ်က drone နဲ့ဘုံ24လုံးလက်နက်ကြီး21လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်လည်းနန်းကြီးကုန်းကြီးဘဘက်မှာလည်းစစ်ကောင်စီတပ်နဲ့ TNL လေးတို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး16လုံး drone နဲ့ဘုံဒီ10လုံးတို့ကိုပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လ6ရက်နေ့ကလည်း နောင်ချုံမြို့နယ်မှာရှိတဲ့ကြောက်ကြံ၊အောင်ချမ်းသာ၊ရေမောင်းတန်း၊နောင်လင်နဲ့မြချင်းတို့ခြေရွာတို့မှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံ34လုံး၊ရက်နက်ကြီး68လုံး၊ drone နဲ့ဘုံဒီ46လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းစာလင်ကြီးမြို့နယ်ချင်းမင်းမြေကျောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရေရင်အုပ်စုကိုတိုက်ခိုက်ရာသင်းမောနှက်စီပြက်စီးသွားပြီးတော့စစ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ8ရက်နေ့မွန်လွဲတနအိုင်ကမှချင်းမင်းမြေကျောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ တင်းပေါ်33စီးပါတဲ့ရေရင်အုပ်စုကိုတော်လိုင်းတပ်ဖွဲ့များကစာလင်းကြီးမြို့နယ်အတွင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရေရင်တစီးမီးလောင်သွားခဲ့ပြီးတော့ရေရင်တစီးပြစီးကစစ်ခွေးများထိခိုက်မှုများပြားခဲ့တော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ချင်းရွှေမြေကျောင်းအတိုင်းတက်လာတဲ့စစ်ရေရင်33စီးရဲ့ရှေ့ပြေးရေရင်တွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေဘက်က ရေးရင်တစည်းမီးလောင်သွားခဲ့ပါတယ်တစည်းကတော့ပျက်စီးသွားတယ်ပျက်စီးသွားတဲ့တင်းမောက်ကတော့မြေကမ်းဘေးမှာထိုးရက်ထားတယ်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိပေမဲ့အတိအကျတော့မသိရသေးဘူးပြက်နေတဲ့တင်းမောက်ကရွာတရွာနားမှာဆိုတော့ပြည်သူတွေအခုတည်းထိရွာထဲမဝင်နိုင်သေးဘူးလို့စားလင်းကြီးမြို့နယ်လက်ယုံတံမုံရွာအင်ဗန်တာကတိုက်ခတ်ရေးခေါင်းဆောင်မိုးတောက်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KIO ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာကိုတရုတ်အစိုးရကအကြေကျုပ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းဟာမှန်ကန်မှုမရှိတဲ့သတင်းအမှားသာဖြစ်ကြောင်း KIO ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးက အတီးပြုတ်ပြောကြလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းမှာ KIO ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာကိုတရုတ်အစိုးရကအကြေကျုပ်ထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းများလူမှုကွေရကနေတဆင့်ဖြန့်ဝေလာပြီးတော့အဲ့ဒီသတင်းများဟာမှန်ကန်မှုမရှိကြောင်း KIO ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတီးပြုတ်ပြောကြလိုက်ပါတယ်ဗိုလ်ချုပ်ကြီးအင်ဘန်လာဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းအဲ့ဒီသတင်းကမှန်ကန်မှုမရှိပါဘူးကျွန်တော်တို့လည်းဘာမှမကြားမိပါဘူးဗမော်ထိုးစစ်ရပ်ဖို့ဆိုပြီးတော့တရုတ်ကပြောတယ်ဆိုတာကလည်းမမှန်ကန်ပါဘူးတရုတ်ကပြောတာကတော့ တိုက်ပွဲတွေမလုပ်ဖို့ဆွေးနွေးကြပါဆိုတာတော့ပြောတယ်တရုတ်ကမြေရှားမဝဲတော့ဘူးဆိုတာကလည်းကျွန်တော်တို့မကြားမိပါဘူးဒါတွေကမမှန်ကန်ဘူးဗမော်မှာလည်းနေတိုင်းတိုက်ပွဲတွေဖြစ်နေပါတယ်စစ်တပ်ကကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေကိုလေကြောင်းနဲ့ drone နဲ့ဘုံကြတာတွေလက်နက်ကြီးနဲ့ပစ်တာတွေနေတိုင်းရှိနေပါတယ်တိုက်ပွဲကတော့နေတိုင်းဖြစ်နေတာပဲကျွန်တော်တို့ဘက်ကလည်းလက်နက်ကြီးနဲ့တုံ့ပြန်တာတွေအများရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်လက်တလုံးမှာ KIO ကတရုတ်နဲ့တွေ့ဆုံဆွေးနွေးတဲ့အစီအစဉ်များလည်းမရှိသေးဘူးလို့ပြောပါတယ်နိုင်ငံတကာသတင်းဌာနများမှာ KIO နဲ့ပတ်သက်ပြီးတော့၎င်းမြေရှားတပ်တို့နဲ့ပတ်သက်ပြီးတော့၎င်းရေးသားချက်များဟာမှန်ကန်မှုမရှိဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာထုတ်ကုန်များအပေါ်အမေရိကန်ကအခွန်40ရာခိုင်နှုန်းကောက်ခံမယ်လို့အမေရိကန်အစိုးရက အကြမ်းဖက်စစ်ခွေးတပ်ထမ်းကိုစာရေးသားအသိပေးလာမှုအပေါ်တမရထရမ်ကမင်းအွန်လိုင်းကိုအသိမှတ်ပြုတယ်ဆိုပြီးတော့စစ်ဘောမှာအတိုင်းဝိုင်းကအောင်ပွဲခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့နေဆွဲနဲ့ American တမရထရမ်ကအကြမ်းဖက်စစ်ခွေးမင်းအွန်လိုင်းထံကိုမြန်မာထုတ်ကုန်များအပေါ်အခွန်၄၀ရာခိုင်နှုန်းလာမယ့်ဩဂတ်လ၁ရက်နေ့မှာစတင်ကောက်ခံမှဖြစ်ကြောင်းစာရေးပြီးတော့အသိပေးလာတယ်လို့သိရပါဗျာ အဲ့ဒီစာရေးသားမှုအပေါ်စစ်တပ်အတိုင်းဝိုင်းက American သမ္မတ Trump ကမင်းအွန်လိုင်းကိုတရားဝင်အသိမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်းစစ်တပ်ထောက်ခံသူများစစ် lobby များစစ်တပ်အတိုင်းဝိုင်းဘောမှများကအကြီးအကျယ်အောင်ဝဲခံနေကြတယ်လို့သိရပါတယ်။ကဲအခုတော့ဘာပြောမလဲ။တရားဝင်မှုအကြောင်းပြောလို့ရပြီလား။ကိုအကြောင်းကိုတည်သွားကြပြီလား။ Legendary ဆိုတာအဲ့ဒါကိုပြောတာလေလို့အချမ်းပတ်စစ်တပ်ကိုထောက်ခံတဲ့ ဘောမအတက်ကြကြီးဖိုးစီ Telegram Channel ကရေးသားထားတာကိုတွေ့ရပါတယ်။ဒါ့အပြင်အကြမ်းမဲ့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကလည်း Trump ရဲ့စာကိုလက်ခံရရှိပြီးတော့ညှိနှိုင်းသွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒီစာကိုလည်းကျွန်တော်တို့ကောင်းမွန်စွာလက်ခံရရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ American နိုင်ငံရဲ့ကုန်သွယ်မှုပမာဏအနေနဲ့2023-2024ဘဏ္ဍာနှစ်မှာတော့ American Dollar 800တဲ့ဒသမ9တန်းရရှိခဲ့ပါတယ်။ 2024 2025ခုနှစ်မှာတော့ American Dollar 988ဒသမ3သန်းကျော်လောက်ရရှိခဲ့ပါတယ်။ညှိနှိုင်းမှုတွေကနေပြီးတော့နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမဲ့ရလဒ်တွေရရှိမယ်လို့မျှော်လင့်ပါတယ်လို့အချမ်းဘတ်ဇော်မဲလုံးကပြောဆိုထားပါတယ်။နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကတော့ American အစိုးရရဲ့အခွန်ကိစ္စစာရေးသားလာမှုအပေါ်အခြေခံပြီးတော့စစ်ကောင်စီအနေနဲ့ဆက်ဆံရေးပြန်လည်ထူထောင်ရန်လိုလားနေတယ်လို့ပြောပါတယ်။ထိတွေ့ဆက်ဆံမှုများကနေတဲ့စဉ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်ရေးကုလသမဂ္ဂမှာ တမ်မတ်ကြီးဥကြောင်မိုးထုံကိုဖယ်ရှားရေးအထိစစ်ကောင်စီကလိုလားပြီးတော့စူးစမ်းလာပွဲရှိတယ်လို့တုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့၃လေးလေးအမြောက်တပ်ကနေစစ်ကောင်စီတပ်သား၅ဦးခန့်ဟာဇူလိုင်လ၈ရက်နေ့ညပိုင်းမှာထွက်ပြေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထွက်ပြေးလာတဲ့စစ်သားတွေကိုအကြမ်းဖက်စစ်ခွေးတွေကလိုက်လံဖမ်းဆီးရမှာရေကြီးမြို့နယ်အတုံးမြို့ကြားကြေးရွာတစ်ခုအနီးမှာထွက်ပြေးသွားတဲ့စစ်သားတွေထဲကတအူးကိုစစ်ခွေးတွေကအသေးပြတ်တက်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ တအုပ်ကိုအသေးပြစ်ပြီးတော့ဖမ်းလိုက်ပါတယ်။ကျန်တဲ့သူတွေကတော့လွံ့မြောက်သွားတယ်လို့အဲ့ဒီအကြောင်းကိုသိရှိသူတအုပ်ကပြန်လည်ပြောပြထားပါတယ်။အရခတက်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအေအော်ဒီတိုင်းထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့အပြီးမှာတိုင်းတွင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာစစ်မတိုက်ချင်တာကြောင့်ထွက်ပြေးတိမ်းရှောင်မှုတွေဇက်တိုက်ဆိုးသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။၃လေးလေးအမြောက်တက်ကနေစစ်ကောင်စီတပ်သားတွေထွက်ပြေးမှုဟာအရခတက်တော်အေအေရဲ့ထိုးစစ်စတင်ပြီးနောက်ပိုင်းလာတိုင်းလိုလိုဖြစ်ပေါ်နေခဲ့တာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကျင်းနေတဲ့မြို့နယ်မှာစစ်မှုထမ်းရအတွက်အလဲကျစိန်ခေါ်လျက်ရှိတဲ့လူငယ်များအပြင်ရနိုင်သမျှလူငယ်တပ်သားတွေအရေးအတွက်ခန့်များများစုဆောင်ပေးရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကအစည်းအဝေးခေါ်ယူညွှန်ကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့ကကျင်းနေတဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမျိုးညင်ကြီးဆိုတဲ့ကောင်က အထူးအစည်းအဝေးတရခေါ်ယူခဲ့ပြီးတော့အဲ့ဒီအစည်းအဝေးကိုမြို့နယ်အတွင်းမှာရှိတဲ့ဌာနဆိုင်ရာများရက်ကွက်အုပ်ချုပ်ရေးမှူးများပြူစောတိများတရင်ပေဒလန်များတက်ရောက်ခဲ့ကြတယ်လို့သိရပါဗါတယ်။အဲ့ဒီအစည်းအဝေးမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမျိုးညင်ညီကစစ်မှုထမ်းများခေါ်ယူရမှာအရင်လိုမျိုးရက်ကွက်အလိုက်အလဲကျစစ်မှုထမ်းခေါ်ယူနေတဲ့လူငယ်အရေးအတွက်ဟာနည်းပါးလာတယ်လို့ပြောဆိုထားပါဗါတယ်။ဒါကြောင့်ရက်ကွက်တစ်ခုကိုနှစ်ဦးအလဲကျခေါ်ယူတဲ့အစားရနိုင်သလောက်လူငယ်တပ်သားတဲ့အရေးအတွက်ခံများများ ရရင်ရတယ်လို့လိုအပ်နေတယ်လို့ညွှန်ကြားလာကြောင်းသိရှိရပါတယ်။မြို့နယ်အုပ်ချုပ်ရေးဥက္ကဋ္ဌကစစ်မှုထမ်းအရေးအတွက်ကိုအရင်လိုမျိုးတရက်ကွက်ကိုလူငယ်ဗနေအောင်ဆိုတာမျိုးမဟုတ်တော့ဘူး။ရရင်ရတယ်လို့ရှာပေးဖို့လိုတယ်။တပ်သားတဲ့အရေးအတွက်လိုအပ်ချက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ရသည်မြအကုန်ရှာပေးရမယ်တဲ့။ဒါကြောင့်ကြီးမြင့်တဲ့အနေနဲ့ရရားချက်ပြည့်မီတာထက်ပိုပြီးတော့စစ်မှုထမ်းလူငယ်တွေကိုစူးစောင်းပေးဖို့ညွှန်ကြားလာပါတယ်လို့မြို့နယ်ထွေအုပ်သတင်းရင်းမြစ်ကပြောပြထားပါဗျာ။ ဲ့ဒီအစည်းအဝေးမှာပဲကျင်းပနာမြို့နယ်အတွင်းမှာလုံခြုံရေးအရာတင်းကြပ်ရန်လိုအပ်ကြောင်းရေလန်းကြောင်းနဲ့တင်းမော့စိတ်ကမ်းများကနေတဆင့် PDF များဝင်ထွက်သွားလာမှုများရှိနိုင်တဲ့အတွက် ASCA များကိုတေးချစွာစီစစ်စည်ရင်ပြုစုထားရန်ညပိုင်းကင်းလက်မှုများကိုလည်းရခိုင်နဲ့ပုံမှုပြီးတော့ဆောင်ရွက်ရန်မြို့နယ်လုံခြုံရေးတပ်ရဲများနဲ့အတူရက်ကွက်အုပ်ချုပ်ရေးပြည်သူ့စစ်ခေါ်ပြူစောတိများက ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားလာတယ်လို့သိရပါဗါဒါအပြင်ကျင်းမြနာမြို့နယ်အတွင်းမှာအခြားမြို့နယ်များကရွှေပြောင်းနေထိုင်သူများကိုစီစစ်ရန်သခိုင်းတိုင်းရခိုင်ပြည်နယ်မကွေးတိုင်းနယ်ကချင်ပြည်နယ်မှတ်ပုံတင်ကန်ဆောင်ထားတဲ့မိသားစုဝင်တွေကိုစီစစ်ရန်ရခိုင်နိုင်ငံရေးနဲ့ဆက်သွယ်နေတဲ့လူများဝရမ်းကြီးများစစ်ပြေးရဲပြေးများကိုစီစစ်ရှာဖွေပေါ်ထုတ်ဖမ်းဆီးရေးကိုပါအဲ့ဒီအစည်းအဝေးမှာညွှန်ကြားသွားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားတစ်ဖြစ်လာသူ၂ဦးကလက်နက်ခဲအများဘုံများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ၈ရက်နေ့မှာတနင်္သာရီမြို့နယ်ရေးဖြူစစ်ဖြူဟာလုံခြုံရေးတပ်စုကစစ်မှုထမ်းတပ်သားတစ်စိုင်းဝနနဲ့တပ်သားတစ်ဖုံးမြင့်အောင်တို့က MA1 တလက်ကြီပေါက်၃ခု G85 တောင်း အီနာကတလုံးလက်ပြဘုံနှလုံးတော်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်သားတဲ့နှစ်ဦးဟာအချမ်းမတ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံရပြီးအထမစစ်မှုထမ်းခိုင်းခံရသူများဖြစ်တယ်လို့သိရပါတယ်။၎င်းတို့နှစ်ဦးဟာစစ်မှုထမ်းအပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ပြီးတဲ့နောက်ခလိုက်ရ၄၃တက်ကနေ၁၀တနင်္သာရီမြို့နယ်အခြေဆိုင်ရေပြူစစ်ပြူဟာမှာတာဝန်ပေးစိတ်လို့ချင်းခံလိုက်ရတယ်လို့သိရပါတယ်။လက်နက်နဲ့အတူအလင်းဝင်လာတဲ့အတော့တနင်္သာရီတိုင်းစစ်ဌာနကငွေသားကျပ်သိန်း90ချင်းမြေပေးခဲ့ပြီးတော့ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ပြောပါတယ်။ အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်လက်အောက်ခံတပ်သားများအနေနဲ့ပြည်သူလူထုဘက်ကနေပြီးတော့ရက်တီလိုပါကတနင်္သာရီတိုင်းစစ်ဌာနရဲ့တိုက်ရင်တပ်ဖွဲ့များနီးစပ်ရာတော်လိုင်းတပ်များထံကိုအများဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်းပြောဆိုထားပါတယ်။လက်နက်နဲ့အတူအလင်းဝင်လာမယ်ဆိုပါကထိုက်တန်စွာဂုံပြုတ်ချင်းမြင့်သွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ